တအောင်မျိုးသားလွတ်မြောက်ရေးတက်မတော်တရားလေးထိန်းချုပ်ထားတဲ့နောင်ချူမျိုးနယ်30ကျေးရွာကိုဒီကနေ့ဇူလိုင်လတရက်မှာစစ်ကောင်စီကလေကြောင်းမတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံအမျိုးသား3ဦးသေဆုံးကတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တရားလေးကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကဒီကနေ့ညနေ3နာရီဝန်းကျင်မှာလေကြောင်းမနေပြီးလေးချိန်ဘုံးဆက်တလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးနေအိမ်နှလုံးနဲ့ဖုန်ကြီးကြောင်နှကြောင်နဲ့ထိမှန်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်စစ်ကောင်စီကယခုသတင်းပတ်အတွင်းမှာ DNA ထိန်းချုပ်ထားရမျိုးတွေကိုစက်တိုက်ပုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာပါဇွန်လ29ရက်မှာကြောင်မဲမျိုးကိုလေကြောင်းမှပုံကျဲခဲ့ပြီးအမျိုးသမီးနှုတ်ဦးအမျိုးသားတဦးဒဏ်ရာရရှိကာနေအိမ်စလေးလုံးစာတင်ကြောင်းတစ်ကြောင်းနဲ့ဖုန်ကြီးကြောင်းတစ်ကြောင်းထိမှန်ပျက်စီးခဲ့ပါတယ်ဇွန်လ26ရက်နေ့ကကြောင်မဲမျိုးလေကြောင်းတိုက်ခိုက်ခံရမှုအတွက်မှာဒေါ်မိုးစွန်းအောင်အသက်49နှစ်သေဆုံးကအသက်18နှစ်အရွယ်ကိုဇော်ထူလင်းနဲ့အသက်19နှစ်အရွယ်ကိုဖြိုးတန်းကျော်တို့ထိခိုက်ဒဏ်ရာရရှိကာနေအိမ်နှလုံးလဲပျက်စီးသွားခဲ့တာဖြစ်ပါတယ် ထို့ပြင်ကြောင်မဲမြို့ကိုဇွန်လ24ရက်မှာလေကြောင်းမှတိုက်ခိုက်မှုနှစ်ကြိမ်လှုပ်ဆောင်ခဲ့ပြီးအမျိုးသမီး၃ဦးအမျိုးသား၂ဦးသေဆုံးကကလေးငယ်၂ဦးအပါအဝင်ဒေသခံ၁၄ဦးထိခိုက်ဒဏ်ရာရရှိကာစာတင်ကြောင်းနှစ်ကြောင်းနဲ့နေအိမ်၄၉လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ TNL ကဇွန်လ25ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ25ရက်နေ့ကလည်း TNL ထိန်းချုပ်ထားရာမန္တလေးတိုင်းမိုးကုံးမြို့နယ်အုံကိုင်းရွာကိုလေကြောင်းမှတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တာကြောင့်ကလေးငယ်ပါဝင်ဒေသခံ၂ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်၅လုံးနဲ့ဖုန်ကြီးကြောင်တစ်ကြောင်ထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါဗျာ။ ဒါကြောင့်တပတ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် TNL ထိန်းချုပ်ထားရမျိုးတွေဖြစ်တဲ့နောင်ချိုကြောင်မဲမိုးကုံမြို့တို့မှာဒေသခံရှေ့ဦးတေဆုံက22ဦးထဲမှနေထိခိုက်ဒဏ်ရာရရှိထားပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ပြည်သူများအနေနဲ့စည်းသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရဲ့ကာကွယ်နည်းလမ်းများလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကသတိပေးထားပါတယ်တောင်းလုံးမြောက်ရေးတပ်မတော် TNL က2029စစ်စီရင်အပိုင်း1နဲ့အပိုင်း2တို့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာနန်းစံ၊နန်းခမ်း၊မန်တုံ၊ကွက်ခိုင်၊မိုင်းငေါ၊နမ်မတူ၊ကြောင်မဲ၊မိုင်းလုံ၊မိုးမိတ်၊နောင်ချူ၊တီဘောမြို့နယ်နဲ့မန္တလေးတိုင်းမှာမိုးကုတ်မြို့နယ်တို့ကိုသိမ်းပိုက်ကအုတ်ချုပ်ရေးလဲပတ်ဆောင်ရွက်လျက်ရှိပါတယ်။တရုတ်ဟာအင်းဒီချင်းကောင်းမဟုတ်ဘူးလို့ ISP စစ်တမ်းဖော်ပြလာတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါမယ်။တရုတ်ဟာမြန်မာနိုင်ငံရဲ့အင်းဒီချင်းကောင်းမဟုတ်ဘူးလို့ယူဆသူ68ရာခိုင်နှုန်းရှိတယ်လို့ မြန်မာမဟာဗျူဟာနယ်မူဝါဒလိလာရေးအင်စတီကျူ ISP မြန်မာရဲ့စစ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်။ဇွန်လ30ရက်နေ့ထုတ်2024ခုနှစ်တရုတ်မြန်မာဆက်ဆံရေးအပေါ်မြန်မာမူဝါဒအတိုင်းဝန်ရဲ့သဘောထားအမြင်စစ်တမ်းမှာကောက်ယူရရှိထားတဲ့အချက်အလက်မှာဖော်ပြထားခြင်းဖြစ်ပါတယ်။တရုတ်နိုင်ငံကိုအိမ်နီးချင်းကောင်းမဟုတ်ဘူးလို့ယူဆသူ90ရာခိုင်နှုန်းရှိပြီးလုံးဝမကောင်းဘူးလို့ယူဆသူ18ရာခိုင်နှုန်းရှိက29ရာခိုင်နှုန်းဟာကောင်းတယ်လို့ဖြေဆိုထားပြီး1ရာခိုင်နှုန်းကအလွန်ကောင်းပါတယ်လို့ဖြေဆိုထားပါတယ်။စစ်တမ်းကောက်ယူရမှာ အရက်ဖက်အဖွဲ့စည်းမှ105ဦးနိုင်ငံရေးနယ်ပယ်မှ16ဦးစီးပွားရေးအသင်းအဖွဲ့မှ52ဦးထင်ရှားကျော်ကြားသူများမှ66ဦးဒိုင်းအသားလန်းတကိုင်းအဖွဲ့အစည်းများမှ15ဦးဒေသခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်16ဦးစုစုပေါင်း260ဦးတို့ကိုစနစ်တကျတွေ့ဆုံမေးမြန်းခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်အဆိုပါဖြေဆိုသူများနဲ့မှာ EOS က53ရာခိုင်နှုန်း PDF LDF က63ရာခိုင်နှုန်းအရက်ဖက်အဖွဲ့အစည်း83ရာခိုင်နှုန်း ထင်ရှားကျော်ကြားသူ83ရာခိုင်နှုန်းတို့ကအိမ်နီးချင်းကောင်းမဟုတ်ဘူးလို့ဖြေဆိုကြပြီးနိုင်ငံရေးအတိုင်းအဝန်ရဲ့63ရာခိုင်နှုန်းနဲ့စီးပွားရေးအတိုင်းအဝန်60ရာခိုင်နှုန်းတို့ကအိမ်နီးချင်းကောင်းဖြစ်တယ်လို့ဖြေဆိုထားကြောင်းစစ်တမ်းရာသိရပါတယ်။ ISP မြန်မာရဲ့ကောက်ယူထားတဲ့စစ်တမ်းတွေအရတရုတ်ဟာမြန်မာအတွက်အိမ်နီးချင်းကောင်းမဟုတ်ဘူးလို့ယူဆသူဟာ2023ခုနှစ်စစ်တမ်းထက်14ရာခိုင်နှုန်း2022ခုနှစ်ထက်73ရာခိုင်နှုန်းပိုတိုးလာတယ်လို့သိရပါတယ်။ထို့ပြင် အာနာသိမ့်မှုအလွန်တရုတ်နိုင်ငံပေါ်သဘောထားမြင်ကိုမေးမြန်းရမှာလဲ။ ဖြေဆိုသူ85ရာခိုင်နှုန်းကပိုပြီးအဆိုးမြင်လာတယ်လို့ဖြေဆိုကြပြီး17ရာခိုင်နှုန်းသာပိုပြီးအကောင်းမြင်ကြောင်းဖြေဆိုထားကြောင်းနဲ့ကျန်းတဲ့15ရာခိုင်နှုန်းကမတိကျောင်းနဲ့ဖြေဆိုရန်ညှင်းဆန်ထားပါတယ်။အာနာသိမ့်မှုအလုံးတရုတ်နိုင်ငံအပေါ်အဆိုးမြင်တယ်လို့ဖြေဆိုဒီမှာတိတိတသာပိုများလာပြီး2022ခုနှစ်ထက်47ရာခိုင်နှုန်းနဲ့2023ခုနှစ်ထက်59ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ဆိုပါတယ်။ဖြေဆိုသူများထဲမှာ EU များက89ရာခိုင်နှုန်း PDF FDA များက63ရာခိုင်နှုန်း ။အရက်ဖက်အဖွဲ့အစည်းများက90ရာခိုင်နှုန်း၊ထင်ရှားကျော်ကြားသူ68ရာခိုင်နှုန်းကပိုအဆိုးမြင်လာတယ်လို့ဖြေဆိုကြပြီးနိုင်ငံရေးအတိုင်းအဝိုင်း25ရာခိုင်နှုန်းကပိုအကောင်းမြင်တယ်လို့ဖြေဆိုထားကြောင်းဖော်ပြထားပါတယ်။ ISP မြန်မာကစစ်တမ်းကောက်ယူရမှာနိုင်ငံရေးအတိုင်းအဝိုင်းအတွက်2015နဲ့2020ရွေးကောက်ပွဲအနိုင်ရနိုင်ငံရေးပါတီများတရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC အဓိကဒေသများဖြစ်တဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီများမှနိုင်ငံရေးကောင်းဆောင်များအပါအဝင် တရုတ်မြန်မာစီးပွားရေးစင်ကြံနဲ့ပတ်သက်ပြီးဝေဖန်အကြံပြုနေတဲ့နိုင်ငံရေးခေါင်းဆောင်83ဦးဒိုင်းသားလန်နကိုင်အဖွဲ့အစည်း23ကိုတရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတရှိအောင်ပြည်နယ်တိုင်းခြေဆိုင်တပ်ဖွဲ့ဝင်အ ਨੇ ဆုံးတရာထက်မနည်းရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့66ဖွဲ့အရက်ဖက်အဖွဲ့အစည်းအတိုင်ဝမှာအရက်ဖက်အဖွဲ့အစည်းမှာ230ဦးရင်းနှီးမြှုပ်နှံမှုကုံသွေးလုပ်ငန်းများမှာပါဝင်တဲ့စီးပွားရေးအသင်းအဖွဲ့မှာ151ဦးတရုတ်မြန်မာဆက်ဆံရေးနဲ့ပတ်သက်ပြီးသုတေသနပြုလုပ်နေသူများ ဘဝရာရေးရာမှာလွှမ်းမိုးနိုင်တဲ့ထင်ရှားတဲ့အသိပညာရှင်တက်ပညာရှင်များလူမှုရေးဘာသာရေးနယ်ပယ်မှာဩဇာကြီးသူ152ဦးကိုစီရင်ပြုစုခဲ့ကောမေးမြန်းမဲ့အတိုင်းဝန်း6ခုအတွက်လူပုဂ္ဂိုလ်695ကိုရွေးချယ်ခဲ့ပြီးပေါင်းစပ်နမူနာစနစ်ကိုအသုံးပြုက352ဦးရွေးထုတ်ပြီးဖြည့်ဆို့သူ160ဦးကိုစနစ်တကျတွေ့ဆုံမေးမြန်းကစစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆေဥစုဟာ၎င်းတို့မထုံမတန်းဖန်တီးထားတဲ့ရွေးကောက်ပွဲဆိုတဲ့လှုပ်ဆက်ကြီးအတွက် ွဲကြီးပြိတ္တရှာနေပြီဖြစ်တယ်လို့ Asia Times မှာ Davis Scott Martinson ကယခုလိုပဲရေးသားလာခဲ့ပါတယ်။အဆိုပါကိစ္စကိုပြင်ဆင်တဲ့အနေနဲ့၃ရက်ကြာငိမ့်ချင်းရေးဖိုရန်ကြီးကိုနေပြည်တော်ရှိအုပ်ချုပ်အုပ်ပဲ့များကြားပြုလုပ်လာခဲ့ပါတယ်။တဲရောက်လာသူတွေကတော့စေအုပ်စုမှထိတ်တန်းခေါင်းဆောင်များတပ်တမန်များဌာနဆိုင်ရာအကြီးအကဲများနိုင်ငံရေးပါတီများမှခေါင်းဆောင်များယခုအခါအသက်မဝင်တော့တဲ့နိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရေးစရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့များ တရုတ်အိန္ဒိယရုရှားနဲ့ထိုင်းနိုင်ငံတို့မှပုံကူများပဲဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံအခြေအနေကိုထဲထဲဝင်ဝင်မဟုတ်တိတိုင်တမကရှန်ကာသိရှိခဲ့သူများပင်ယုတ်ဒီနဲ့ကင်းကွာလာတဲ့ထင်းရောင်ထင်းမအတွေးခေါ်များသာလို့ယူဆကြမှာလည်းဖြစ်ပါတယ်။2021စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပြည်တွင်းစစ်ကြီးနဲ့ရင်ဆိုင်နေရသည်တမကစီးပွားရေးတောက်လျှောက်ကျဆင်းလာမှုပြည်တွင်းရေးမတည်ငြိမ်မှုများနဲ့လုံးချလိုက်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုတာကလည်းလောက်ွက်မရှိရွေးကောက်ပွဲဆိုတာကလည်း ယုံကြည်ရလောက်တော့ဆိုတဲ့ခေါင်းစဉ်တက်လိုက်ုံနဲ့ပင်မြောင်းထဲရောက်သွားပြီဖြစ်ပါတယ်။ညီညွတ်မှုဆိုတာကလည်းမရှိတကယ်တမ်းရှိနေတာက၎င်းတို့အားဖြိုလဲရန်မဟာဖြိုအားရပိုးပေါင်းနေကြတဲ့တိုင်းရင်းသားအဖွဲ့များနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များကြားမှသာဖြစ်ပါတယ်။အာနာသိန်းခေါင်းဆောင်မရောက်နိုင်ကရွေးကောက်ပွဲနဲ့ရင်းချဲရေးလုပ်ငန်းစဉ်များကအနာဂတ်တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးအတွက်လိုအပ်တယ်ဆိုတဲ့စကားကလည်းပြီးခဲ့သည့်6လလုံးလုံးပြောခဲ့သည်မှလွဲ၍ထူးခြားမလာခဲ့ဘူးလို့ဆိုပါတယ်။လက်ရှိအသုံးပြုနေတဲ့ မဲအများဆုံးရသူအနိုင်ရတဲ့စနစ် first page defaults fptb အပြင်အချို့ကြကိုစားပြုစနစ် proportional representation ပြရကိုလည်းရောနှောပုံစံစနစ်နဲ့အသုံးပြုသွားမှာဖြစ်တယ်လို့ဆိုပါရယ်၎င်းတို့ပြုလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲကရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်များပါဝင်မှာမဟုတ်တာကြောင့်နိုင်ငံရဲ့ကြံတဝက်ခတ်မှာသာလုပ်နိုင်ရန်ရည်ရွယ်ထားပါရယ်ထို့သို့ပြောဆိုပြီးတက်ရောက်လာသူများနဲ့ဓာတ်ပုံတွဲရိုက်ခန့်ကယခုနှစ်တွင်၃ချိန်မြောက်အဖြစ်ဘယ်လာရုစ်နဲ့ရုရှားတို့တွားရန် ၎င်းတို့ဝယ်ပေးထားတဲ့လေရင်ကြီးပေါ်တက်သွားခဲ့တာဖြစ်ပါတယ်။၎င်းတို့ရဲ့စိတ်တော်သည့်မီဒီယာများကလည်းရင်းချင်းဖိုရန်ကြီးကိုတမကရှန်ကာမြတ်သားရေးသားထုတ်လွှင့်ကြပြီးခေါင်းဆောင်ကြီးရဲ့ This she save us ဆက်ယုံသွားတဲ့ခီးစဉ်နဲ့ St. Petersburg CY ဖိုရန်ခီးစဉ်များကိုသာအသားပေးဖော်ပြခဲ့ကြပါတယ်။ခေါင်းဆောင်ကြီးခင်ဗျာလည်းလူတော်တိုးချင်ရှာလုံး၍ထိုနိုင်ငံကိုသာသွားလိုက်ပြန်လိုက်နဲ့လှုပ်ချလိုက်နေပြီးယခုထိလည်းအိန္ဒိယအာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံကများ တရားဝင်ခီးလာရောက်ဖို့ဖိတ်ကြားခြင်းမခံရသေးဘူးလို့လည်းဆိုပါတယ်။သို့တော့ရင်းချိုင်းဖိုရန်တို့တရုတ်ဘက်မှတရှိကျွင်းယူနန်နဲ့ဘေကျင်းတက္ကသိုလ်များမှပညာရှင်၃ဦးလည်းတက်ရောက်လာကြပါတယ်။တရုတ်ဘက်ကတကယ်တမ်းမှရွေးကောက်ပွဲဆိုတာကရင်းချိုင်းလုပ်ငန်းရှင်များအပေါ်ယုံကြည်မရှိပဲ၎င်းတို့အတွက်ကတည်ငြိမ်မှုပုံစံတစ်မျိုးမျိုးနဲ့ထွက်လာရတဲ့ဒီအတိုင်းဆက်မသွားဖို့တေးချာစေမဲ့လမ်းကြောင်းကိုသာစိတ်ဝင်စားကြတာဖြစ်ပါတယ်။အချို့ကလည်းဘေကျင်းဟာရွေးကောက်ပွဲအားမရောက်နိုင်အောင်ဖယ်ရှားပြီး ယုတ်တိရှိရှိလှုပ်လို့တဲ့ခေါင်းဆောင်တယောက်နဲ့အစားထိုးရန်ကြံရွယ်နေတယ်လို့ပြောဆိုနေကြပါတယ်။တရုတ်ဟာတစ်ဆယ်နှစ်ဆက်ခွန်ဆက်စင်ကြီးနောက်ပိုင်းတရုတ်နယ်စပ်ရှိနယ်မြေအမြောက်များကိုတိုင်းအင်္ဂါဖွဲ့များကသိမ်းယူထားခြင်း၊ရခိုင်မှာလည်း၎င်းတို့ရဲ့စီမံကိန်းဒေသတွေကိုအာရခတ်တတော်ရဲ့ဝိုင်းထားခံရခြင်းဆိုတဲ့နောက်ဆက်တွဲပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းနေရပါတယ်။စစ်ကောင်းဆောင်မရောက်နိုင်ကမိန်ကုန်းထဲမှာတော့တရုတ်ပြည်အားမတိမတာထက်နှက်သွားပါသေးတယ်။ငြိမ်းချမ်းရေးဆွေးနွေးရမှာပြည်ပမှဆွတ်ဖက်မှုကင်းဝေးရမည်။ အခြားသူများရဲ့ဩဇာအလွမ်းမိုးမခံရအောင်အထူးတရီထားရမယ်လို့ထည့်သွင်းပြောဆိုသွားခဲ့တာပါ။ပြည်တွင်းရေးဝင်မဆွဲရဆိုတာကအာနာရှင်တို့ရဲ့လက်သုံးစကားဖြစ်တော်လဲ။လာရှိုးအားပြန်ရအောင်တရုတ်တို့မှဂျာဝင်ပေးခဲ့မှုနဲ့မြောက်ဘက်ရှိအခြားလက်နက်ကိုင်အဖွဲ့များနဲ့အဆက်ဆံမပြတ်ရှိနေမှုကိုရည်ညွှန်းချက်လည်းဖြစ်နိုင်ပါတယ်။ထိုင်းနိုင်ငံဘက်မှဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ထိုင်းကြီးစစ်တပ်စစ်ဦးစီးချုပ်ဟောင်းတို့တက်ရောက်ခဲ့ကြပြီးထိုင်းနဲ့တရုတ်ဟာစစ်တပ်အာဏာသိမ်းခဲ့မှုကြောင့်အထူးခိုက်အခံရဆုံးနိုင်ငံများလည်းဖြစ်ပါတယ်။၎င်းတို့တက်ရောက်လာခြင်းက စေအုပ်စုရဲ့ရွေးကောက်ပွဲကိုချွင်းချက်မရှိထောက်ခံခြင်းမျိုးမဟုတ်ပဲ၎င်းတို့ရဲ့လုံခြုံရေးနဲ့စီးပွားရေးအတွက်ရှစ်ဆက်နိုင်မဲ့လမ်းကြောင်းတွေကိုရှာဖွေဖို့တတိကြီးစွာနဲ့တန်တမန်ရေးရာဟန်ချက်ညီအောင်ထင်းကြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်အတိအကထားပြီးစောင့်ကြည့်ရမှာကအိန္ဒိယပဲဖြစ်ပါတယ်အိန္ဒိယဟာအာနာသိမ့်ပြီးတဲ့နောက်မှာစိုးစိုးဝါဝါတလွဲစပင်ကောင်းပြီးပတ်သက်လာပြီးဖြစ်ပါတယ်အဆိုပါပိုလန်တို့ဝါရက်တန်တမန်တူနဲ့သတင်းစာဆရာများအများအပြားရောက်လာခဲ့ကြပါတယ် ိန္ဒိယဟာဆေးအုပ်စုရဲ့ရွေးကောက်ပွဲကိုလိုလိုလားလားထောက်ခံလာပွဲရှိနေပြီးအိန္ဒိယရဲ့ electronic map ပေးဆက်ကိုလည်းတုံးလာဖို့ရှိနေပါတယ်။ဆေးအုပ်စုကလည်းတုံးပါများ၍တနာစရာကောင်းနေရတဲ့လက်ပါစီများဖြစ်တဲ့လှမောင်ရွှေ၊ဇော်ဦး၊အောင်နိုင်ဦးတို့အားလည်းပွဲထုတ်လာပြန်ပါတယ်။၎င်းတို့ရဲ့ဂုံတိုက်ခါများဟာလည်း2012 2015 2015ခုနှစ်တမရဟောင်းဦးသိန်းစိန်လက်ထက်ရင်းချိန်လုပ်ငန်းစဉ်အတွင်းမှာပင်ကြာဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။ပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကိုကြီးနဲ့အတူ ရွေးကောက်ပွဲဝင်မဲ့ပါတီများမှကိုယ်စားလှယ်များလည်းရောက်လာကြပါဗျ။2015 NCA လက်မှတ်ထိုးထားတဲ့တိုင်းသာကောင်းဆောင်ဆိုသူများကလည်းထိုကဲ့သို့သောပွဲမျိုးကိုတစ်သားယုံကြည်ပမာမပြတ်မကွက်ရောက်လာကြပါဗျ။သို့တော့၄ရက်ကြာပြည်တွင်းစစ်ကြီးအတွင်းဒေသခံလူလူရဲ့ထောက်ခံမှုလည်းမရတော့တဲ့အပြင်တရားဝင်ကိုစားပြုတ်ွက်လည်းဆုံးရှုံးသွားခဲ့ကြသူများဖြစ်ပါဗျ။ငိန်ချမ်းရေးဖိုရမ်ဆိုတာကစစ်အုပ်စုကိုဖျော်ဖြေဖို့တသက်မယိုးမသားစကားများနဲ့တရားစင်လာရောက်ပြောဆိုကြတဲ့လုပ်ပွဲမျိုးသာဖြစ်ပါတယ်။ အနောက်တိုင်းတရုတ်အများစုကိုရက်တရက်ပောင်းများစွာ ကြိုပြီးဖိတ်ခေါ်ခဲ့တော့လဲဝေးဝေးကရှောင်နေခဲ့ကြပါတယ်။ဆေအုစုဟာခက်ညံ့ညံ့အကွက်များနဲ့ထိုးကဲ့သို့သောပွဲမျိုးကိုအမြဲလိုလိုထလှုပ်တတ်တော့လဲအခွင့်အရေးသမားများထဲမှာခက်နှုံနှုံခက်အားအားများသာကောင်းကျိုးတစ်ခုတည်းပါနိုင်တယ်လို့တွေးနိုင်တဲ့ပွဲမျိုးလည်းဖြစ်ပါတယ်။ဤသို့ပြန်ပွဲများထထလှုပ်နေစေကောင်မူပြည်သူအများစုအပေါ်စစ်ပွဲဆင်နွှဲနေခြင်းပြည်ရဲ့ရွေးကောက်ပွဲနှစ်ခုမှာ မဲဆန္ဒရှင်များတခဲနဲ့မဲပေးရွေးချယ်ခဲ့ကြတဲ့ပါတီကြီးအားဖျက်သိမ်းပစ်ခဲ့ကြ၍၎င်းတို့ရဲ့ရွေးကောက်ပွဲဆိုတာကိုပြည်တွင်းပြည်ပမှာမိသူတဦးတယောက်များယုံကြည်ကြမှာမဟုတ်တဲ့ပွဲလည်းဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်